အားလုံးပဲမင်္ဂလာပါဆိုမိမှကျန်လုံးကနေကြိုဆိုပါ၏နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်လာမည့်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည်နိုင်ငံတော်စစ်ကောင်စီနာဆာကအတွက်တာမကပြည်သူလူထုအတွက်လည်းထောက်ပေါက်တစ်ခုဖြစ်လာမည်ဟုကရင်ပြည်သူပါတီ KPP ဥက္ကဋ္ဌဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ပြောကြားခဲ့သည် ။လက်ရှိတွင်ပြည်သူလူထုသည်တိုက်ပွဲကြား၌နေထိုင်နေရပြီးထိခိုက်ဒဏ်ရာရသူများလည်းရှိနေကြသည်ထို့ကြောင့်အစုံတစ်ခုသောအစိုးရတည်းရဲ့မတီထောင်နိုင်လျင်တည်ငြိမ်မှုမရနိုင်ကြောင်းယုံကြည်သည့်ရွေးကောက်ပွဲတစ်ခုသည်ထို့အတွက်ထွက်ပေါက်တစ်ခုဖြစ်လာမည်ဟုနင်းကဆိုသည်။တချို့ကနာဆာကအတွက်ထွက်ပေါက်ဖြစ်တယ်လို့ပြောကြတယ်။ဒါပေမဲ့ကျမတို့အမြင်ကတော့ပြည်သူအတွက်ထွက်ပေါက်ဖြစ်မယ်လို့ယုံကြည်တယ်။အခုအချိန်မှာပြည်သူတွေက လက်နက်ကင်အဖွဲ့ကြားမှာတန်စာခံအဖြစ်ဖြစ်နေကြတာကအရေးကြီးတဲ့ပြဿနာပါဒီလိုအခြေအနေထဲမှာရွေးကောက်ပွဲတစ်ခုကျင်းပပြီးနောက်တရားဝင်အစိုးရတရက်တီထောင်လာမှသာလင်းဆက်လက်တည်ဆောက်နိုင်မယ်ဟုလင်းကဆက်လက်ဖော်ပြသည် မကြသေးမီကကျင်းပမည့် peace forum တွင်လည်းရွေးကောက်ပွဲအပေါ်ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်ကိုမြေတို့ပြန်တည်ဆောက်မည်ကိုဆွေးနွေးသွားမည်ဟုဆိုသည်အဖြေကတစ်ချက်ချင်းမပေါ်နိုင်ဘူးအဖြေဖြေးသာပေါ်လာမယ်လို့ယူဆရဲဟုဒေါ်နန့်ခင်အေးဦးကထပ်မံပြောကြားသည်အခြားတစ်ဖက်တွင်နိုင်ငံရေးပေရပညာရှင်ဦးကြီးမြင့်ကတော့ရွေးကောက်ပွဲသည်နတ်ဆကအတွက်ထွက်ပေါက်တစ်ခုဖြစ်ကြောင်းပြင်းပြမှုမရှိဘဲခြားပြနိုင်သည်ဟု CNI သတင်းဌာနသို့ပြောသည် နစကဥက္ကဋ္ဌဘူဂျုံမှုကြီးမင်းအောင်လိုင်းက2025ခုနှစ်ဒီဇင်ဘာလနှင့်2026ခုနှစ်ဇန်နဝါရီလအတွင်းတွင်ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားထားသည်။သို့သောလက်နက်ကင်အဖွဲ့များနှင့်ဒီမိုကရေစီရေးလှုပ်ရှားသူများကတော့ဒီရွေးကောက်ပွဲကိုနိုင်ငံရေးအကျပ်တဲမှလွတ်မြောက်ရန်နာဆာကဤနည်းလမ်းတစ်ခုခု မြင်ကြပြီး ရှေ့မသွားတင်ကြောင်းသဘောထားဖော်ပြကြသည်။ ဒါပေမဲ့ UEC တို့မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီအချို့ကတော့လာမည့်ရွေးကောက်ပွဲသည် NASA ကအတွက်မဟုတ်ပဲပြည်သူအတွက်ထွက်ပေါက်ဖြစ်ကြောင်းရွေးကောက်ပွဲမရှိလျင်တက်မတော်ဤအရေးပေါ်အုပ်ချုပ်မှုအောက်တွင်ဆက်လက်ရှင်သန်နေရမည်ဖြစ်ကြောင်းသတိပေးပြောကြသည်။လက်ရှိတွင်မြန်မာပြည်သူအများစုသည်စစ်ဘေးတဘာဝဘေးအနေအများယောဂါစီးပွားရေးကြရှုံးမှုပညာရေးနှင့်ကျန်းမာရေးဖြစ်သိမ်းမှုများပါဝင်ဘေးအနေအဆုံကနေရင်ဆိုင်နေရပြီး ရွေးကောက်ပွဲတစ်ခုသည်ထိုဘေးရနေရများကိုဖြည့်ရှင်းသွားနိုင်ပြီးလမ်းစတင်မှုတစ်ခုဖြစ်လာနိုင်ကြောင်းလေ့လာသူများကမှတ်ချက်ပြုကြသည်ဆန္ဒပြမှုများကိုနှိမ်နင်းရန်မရင်းတပ်သားများကို Los Angeles သို့ Donald Trump စီလွတ် Los Angeles မြို့တွင်ရွှေပြောင်းလုပ်သားများအားနိုင်ငံအတွင်းမှအတင်းကျပ်နေထုတ်နေမှုကြောင့်ဖြစ်ပေါ်လာသောဆန္ဒပြမှုများနှင့်ပတ်သက်ပြီးသမ္မတဒေါ်နယ်ထရန့်ကမရင်းတပ်သားများကိုဆေလွတ်ကာနှိမ်နှင်းမှုများပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟုသိရသည် ထိုဆန္ဒပြမှုများတွင် ထရန့်၏မူဝါဒများကို တက်ကြွစွာဆန့်ကျင်ကြသောဒီမိုကရက်တစ်ပါတီမှခေါင်းဆောင်များလည်းပါဝင်ခဲ့ကြသည် ထရန်အုပ်ချုပ်မှုအဖွဲ့မှတရားမဝင်ရွှေ့ပြောင်းလုပ်သားများအပေါ်ပြင်းထန်စွာလှုပ်ထုံးလုပ်နည်းများပြုလုပ်နေသောကြောင့်ဒီမိုကရက်တစ်ပါတီဝင် Los Angeles မြို့တော်ဝင်ဂါဗင်နီယူဆွန်ကိုဖမ်းဆီးတင်ကြောင်း Republican ပါတီမှ အမတ်တဦးကထုတ်ဖော်ပြောကြားခဲ့သည့်အင်းကိစ္စသည် American ၏နှစ်ပါတီစနစ်အကြားအကြမ်းဖက်မှုအခြေအနေတို့ရောက်ရှိလာနိုင်ခြေရှိကြောင်းစိုးရိမ်မှုများဖြစ်ပေါ်နေသည် ထရန့်သည်မြို့ခံရဲတပ်ဖွဲ့နှင့်မြို့တော်အာဏာပိုင်များထံမှတိတိကျကျအကူအညီမတောင်းတော်လဲဇွန်9ရက်နေ့နှင့်ဇွန်10ရက်မနက်အတွင်းမရင်းတပ်သား900ကိုမြို့ရင်းသို့စစ်အင်အားဖြင့်တင်ပို့ခဲ့သည်ထိုသမားတပ်သားများအားအစိုးရအဖွဲ့ဝင်များနှင့်အစိုးရအဆောက်အအုံများအားကာကွယ်ခြင်းဆန္ဒပြမှုများကိုထိန်းချုပ်နှိမ်နင်းခြင်းစသည့်အရေးခင်းများအတွက်အသုံးချလိုက်ခြင်းဖြစ်သည် ထို့ပြင် trend သည် marine debt အပြင်အမျိုးသားအဆောင်တက်ဝင်၄ထောင်ကိုလည်းလိုအပ်သည့်အချိန်တွင် Los Angeles သို့ဆေလွတ်နိုင်ရေးအသင့်ပြင်ဆင်ထားသည်ဟုဆိုသည့်ထိုရေးခင်းများအပေါ်ကယ်လီဖိုးနီးယားပြည်နယ်အစိုးရမှ Federal အာဏာအပေါ်မလိုအပ်သည့်ဝင်ရောက်မှုအဖြစ်သတ်မှတ်ကာတရားစွဲဆိုမှုပြုလုပ်ခဲ့ကြောင်းလည်းသတင်းရရှိသည် မရင်းတပ်အားယခင်က2000ခုနှစ်ဟာရီကိန်းဘေးအနေရဲ့ကဲ့သို့သောတဘာဝဘေးအနေရဲ့များတွင်ပြည်သူများအားကုန်ရေးလုပ်ငန်းများအတွက်သာအသုံးပြုခဲ့ခြင်းဖြစ်ပြီးပြည်ရင်းရေးရာဆိုင်ရာဆန္ဒပြမှုများတွင်အသုံးချခြင်းမရှိခဲ့ဘူး။ထို့သော trend သည်သမရအဖြစ်ခွင့်ရှိသည်ဟုဆို၍ကာကွယ်ရေးဦးစီးချုပ်အမင်းဖြင့်ယခုကဲ့သို့တပ်ဖွဲ့များကိုအသုံးချလာခြင်းဖြစ်သည်ထို့ပြင်အမေရိကန်မျိုးကြီးများတွင်ဤဆက်ဆံကျင်ရေးဆန္ဒပြမှုများတဖြည်းဖြည်းပြင်းထန်လာခဲ့ပါသည် အမေရိကန်ပြည်ထောင်စု၏နယူးယောက်မြို့အပါအဝင်မြို့ကြီးများတွင်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်စည်းကြမ်းမှုအဖွဲ့အစည်းကိုစန့်ကျင်သောဆန္ဒပြမှုများတဖြည်းဖြည်းတိုးလာနေသည်ဟုနိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။ဇွန်လ30ရက်တွင်ဆန္ဒပြမှုများသည်9ရက်မြောက်နေ့အထိဆက်လက်ဖြစ်ပွားခဲ့ပြီးနယူးယောက်ဆန်ဖရန်စစ္စကိုချီကာဂိုတို့တွင်သမရဟောင်းဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကိုစန့်ကျင်ကြောင်းလူထုအများကစုညံချက်တဲစွာအတန်တိုးနေကြသည်။ယနေ့အထိဆန္ဒပြသူများသည်နယူးယောက်မြို့မန်ဟန်တန်ဒေသရှိဖိုလေးရင်ပြင်၌စုဝေးကအိုက်စ်ကိုရှုတ်ချသည့်ဟောပြောပွဲများပြုလုပ်သလိုဖက်ဒရယ်အစိုးရရုံးများနှင့်အစ်ရုံးများဤတွင်လည်းဆန္ဒပြခဲ့ကြသည်ထို့ပြင်မန်ဟန်တန်အောက်ပိုင်းတွင်လည်းလူထောင်ပေါင်းများစွာခြိတက်လာကြသဖြင့်ရင်လိုင်းများပိတ်ဆို့ခံခဲ့ရပြီး နင်းအတွက်လူဖမ်းအများပြဖမ်းဆီးခံခဲ့ရသည်ဟုရဲတပ်ဖွဲ့က BBC သတင်းဌာနသို့ပြောကြားခဲ့သည်ချီကာဂိုနှင့်ဖီလာဒဲဖီးယားမြို့များတွင်ဆန္ဒပြသူများသည်အစ်စဖွဲ့ကိုဖျက်သိမ်းရန်တောင်းဆိုခဲ့ပြီးပါလက်စတိုင်းထောက်ခံသူမမှုခါလီကိုလွှတ်ပေးရန်လည်းတောင်းဆိုခဲ့ကြသည် ဆန်ဖရန်စစ္စကိုတွင်လည်းအက်ရုံးပြင်ဘက်တွင်ဆန္ဒပြသူများစုဝေးကစီးလုံးညီညွတ်မှုတရှိနေသည့်ညီဒီအခါမျှမတူကွဲပြားမီမဟုတ်ဟုကြွေးကြော်ခဲ့ကြသည်အထူးသဖြင့်ဂျော်ဂျီယာပြည်နယ်အက်တလန်နာမြို့တွင်ဆန္ဒပြသူများကိုရဲတပ်ဖွဲ့ကဖြိုခွင်းရန်မျက်ရည်ယိုပုံများအသုံးပြုခဲ့သလိုကော်လိုရာဒိုပြည်နယ်ဒန်မာမြို့တွင်လည်းဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ကြားတိုက်ရိုက်ကြေညာမှုများဖြစ်ပွားခဲ့သည် ဆန္ဒပြသူများ၏ရည်ရွယ်ချက်မှာလူဝင်မှုကြီးကြပ်ရေးမူဝါဒများပြန်လည်ပြုပြင်ရေးနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများအပေါ်တင်းကျပ်သည့်ထိန်းချုပ်မှုများကိုရပ်တန့်စေလိုခြင်းဖြစ်ကြောင်းသတင်းအရဖော်ပြထားသည်အိန္ဒိယနှင့်တင်းမာမှုများနောက်ပိုင်းပါကစ္စတန်ကကာကွယ်ရေးအသုံးစရိတ်ကို18ရာခိုင်နှုန်းတိုးမြင့် အိန္ဒိယနှင့်မကြာသေးမီကဖြစ်ပွားခဲ့သောစစ်ရေးလှုပ်ရှားမှုများပြီးတွင်ပါကစ္စတန်သည်သမရနိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကိုတဖြည်းဖြည်းတိုးမြှင့်လိုက်ပြီးနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMA ငွေကြေးစည်းမျဉ်းများအတိုင်းဖွံ့ဖြိုးရေးအသုံးစရိတ်များကိုရှော့ချရန်ဆုံးဖြတ်လိုက်သည်။ 2026ဘဏ္ဍာရေးနှစ်အတွက်ဇူလိုင်လ1ရက်မှစတင်အသုံးပြုမည့်ဘတ်ဂျက်ကိုဇွန်လ30ရက်တွင်ကြေညာခဲ့ပြီးစုစုပေါင်းအသုံးစရိတ်မှာဒေါ်လာ62ဘီလီယံဖြစ်ကာငွေကြေးဆိုင်ရာကြေးတင်ငွေများပြန်လည်ဆက်ချေမှုနှင့်ကာကွယ်ရေးအတွက်တည်တံ့ဒေါ်လာ9ဘီလီယံကိုသတ်မှတ်ခဲ့သည့်ဤကာကွယ်ရေးအသုံးစရိတ်မှာယခင်နှစ်နှင့်နှိုင်းယှဉ်လျင်16ရာခိုင်နှုန်းတိုးမြှင့်ထားခြင်းဖြစ်သည် တောင်အာရှလေးလာသူ မိုက်ကယ်ကူဂယ်မန်ကနိုင်ကယ်ရရကိုပြောရာတွင်ပါကစ္စတန်အနေဖြင့်အိန္ဒိယနှင့်ဖြစ်ပွားလာသောအပြင်းထန်ပရိပခများသည့်ကာကွယ်ရေးအသုံးစရိတ်တိုးလာစေတဲ့အရေးပါဆုံးအကြောင်းရင်းတစ်ခုဖြစ်လာနိုင်သည်ဟုပြောသည်အစ္စလာမဘက်မှလုံခြုံရေးပေရပညာရှင်စေယ်မိုဟာမက်အလီကလည်းအိန္ဒိယ၏ကာကွယ်ရေးအသုံးစရိတ်မှာပါကစ္စတန်ထက် ကိုးစနီးပါးရှိနေတော်လဲပါကစ္စတန်အနေဖြင့်ဤကွာဟောက်မှုကြောင့် လက်နက်ပြန်ဆိုင်မှုကိုမဖြစ်အောင်တက်တာသောနီလန်းဖြင့်တုတ်ပြန်နိုင်ဖို့ကြိုးပမ်းနေသည်ဟုနေခေသတင်းဌာနကိုပြောသည်။ကျွမ်းကျင်သူများကလည်းပါကစ္စတန်သည်နေချောင်းကာကွယ်ရေးအားတိုးတက်အောင်မြင့်တင်ရေးအပေါ်အာရုံစိုက်လာမည်ဟုခန့်မှန်းကြသည်။အစိုးရအရာရှိတဦးကနေခေသတင်းဌာနသို့ပြောကြားရာ၌အိန္ဒိယရဲ့တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရေးအတွက်တရုတ်နိုင်ငံမှ ထုတ်လုပ်သောဒုံးကျည်များအပါအဝင် အခြားမြင့်မားဆုံးဤပညာများကိုပါဝယ်ယူရန်စီစဉ်နေသည်ဟုဆိုသည်ဧကယုတ်ဆက်ကိုသည်တရုတ်နိုင်ငံထုတ်မြေပြင်မှဝေရင်ပြစ်ဒုံးကျည်စနစ်ဖြစ်ပြီးတာလက်ပြစ်ပက်ထိန်ဒုံးကျည်များကိုတားဆီးရန်အတွက်ထုတ်လုပ်ထားသည့်ဤပညာမြင့်စနစ်တစ်ခုဖြစ်သည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ကောင်းကောင်းလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်။